အလုပ်ဝင်မင်္ဂလာပါဒီနေ့ကတော့ April 4ရက်နေ့မှာဒီမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ဒီမအလကနေပြီးတော့အဲ့ဒီမှာထိုင်းမှာဘန်ကောက်မှာစီဝတ်တက်တယ်နော်စီဝတ်တက်တယ်အဲ့ဒီမှာခုနှစ်နိုင်ငံသူတို့စီဝတ်လုတာကိုဆိုတော့အဲ့ဒီမှာလုတဲ့ခါကျတော့နော်ဘီဘတ်ကိုထွက်တယ်ဒီထိုင်းနိုင်ငံက Interpol ရဲ့ နော်သဘောတူလက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်တယ်အင်တာပိုအဖို့ဝင်နိုင်ငံတနိုင်ငံဖြစ်တယ်ဆိုတော့ဒီနေရာမှာဒီအာဂျင်တီးနားတရားရုံးကဒီဝါဖန်ရန်ထိုးထားတယ်နော်ဖန်ရန်ထိုးထားတဲ့ဟာကိုဒီထိုင်းကတကယ်တဲ့အင်တာပိုကအဖို့ဝင်တစ်ခုဖြစ်တဲ့အတွက်ကြောင့်သူကဖမ်းပြရမယ်ဒီနေရာမှာနောက်စစ်ကန်ကိုလိုက်လာတယ်ဆိုလို့ရှိရင်ဖမ်းပြရမယ်ဆိုတော့အခုကဒီထိုင်းကနေပြီးတော့ဒီမအလာကိုမဖမ်းပြဘူးဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အခုကဒီရိုဟင်ဂျာရေးကိုဥဆောင်တဲ့ဥထွန်းခင်ကနေပြီးတော့နော်သူကပြောတယ်အင်တာပိုကိုအချက်လက်တွေကိုပေးပြီးပြီနော် ကျေးဇူးပြုရသူတို့ဟာဆိုလို့ရှိရင်လိုက်နာဖို့လေဆာလိုက်နာဖို့လိုတဲ့ဆိုတဲ့ဟာကိုတိုက်တွန်းထားတာကိုတွေ့ရတယ်။ UNG ကလည်းနေပြီးတော့တိုက်တွန်းထားတဲ့အဲ့ဒီမှာ Interpol ရဲ့တွင်မူစီကိုနေပြီးတော့ support တယ်နော် support တယ်။အဲ့ဒီမှာအလားကိုဖမ်းပေးပါနော်။ဘာဖြစ်လို့ဆိုတော့ဒီထိုင်းနိုင်ငံက Interpol ရဲ့အဖွဲ့ဝင်နိုင်ငံတနနိုင်ငံဖြစ်ပါလေနဲ့မအလားကိုဘာဖြစ်လို့မဖမ်းနိုင်တာလဲ။ဆိုတာကအဲ့ဒီကတော့တရုတ်ကိုကြောက်လို့လာဆိုတဲ့ဟာတော့ကျွန်တော်တို့စိတ်ဝင်စားစရာရှိတယ်။ဆိုတော့ Interpol ကိုကြောင်ကြားပေးပြီးမနေ့ကကျွန်တော်တို့စဉ်းစားလာက နော်အင်တာပိုမှာအကြောင်းကြားသေးဘူးလားလို့နော်စဉ်းစားကြည့်တာပေါ့နော်ဒါပေမဲ့ခုကအင်တာပိုကနော်တီးပြီးသားနော်ဖမ်းရန်ကိုရထားပြီးသားဖြစ်တယ်နော်ဘာဖြစ်လို့မဖမ်းတာလဲဒါပေမဲ့စဉ်းစားစရာတခုရှိတာကဒီအာဂျင်တီးနားတရားရုံးနဲ့ခုနက ICC နဲ့ကနည်းနည်းကွာဟမှုသူ့ရဲ့ weight ကဩဇာအနာတရားမှုကနည်းနည်းလေးကွာတဲ့ပုံစံတွေ့ရတယ်နော်ဒီတကယ်တမ်း ICC ကဖမ်းရန်ထုတ်ထားတဲ့နိုင်ငံတကာတရားရုံးကနေပြီးတော့ဖမ်းရန်ထုတ်တယ်ဆိုရင်တော့ခုနကထိုင်းကအဖွဲ့ဝင်အင်တာပိုအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ဖမ်းကောင်းဖမ်းနိုင်တယ် နော်ဒါပေမဲ့ဟိုကဒီအာဂျင်တီးနားတရားရုံးကတိုင်းပြည်တပြည်ရဲ့တရားရုံးလေးတရုံဖြစ်နေတယ်နော်ဆိုတဲ့ခါကျတော့အဲ့ဒါကြောင့်တို့ဘဖမ်းတာလေးဖြစ်နိုင်တယ်တကယ်တော့ ICC ဆိုရင်တော့တို့ဖမ်းနိုင်တယ်ဆိုတော့ဘာပဲပြောပြောမလာဟာဆိုလို့ရှိရင်အဲ့ဒီအာဂျင်တီးနားတရားရုံးကထုတ်တဲ့နော်ဖမ်းဝရန့်နဲ့အင်တာပိုကနေပြီးတော့ဝင်ပြီးတော့ဖမ်းမှာမဖမ်းဘူးလားဆိုတော့ကျွန်တော်တို့အာချစ်ကြရအောင်ပါဆိုတော့ဒီနေ့ကနောက်ဆုံးပဲเนาะလေးရနေကနောက်ဆုံးပဲဆိုတော့သူ့ကိုမဖမ်းဘူးဆိုရင်တော့အစ်ပြရတော့ interval အဖွဲ့ဝင်နိုင်ငံဖြစ်ပေမဲ့စကန်မလိုက်နာပဲနဲ့ထိုင်းကမှဖမ်းဖို့ဆိုတာကိုတော့ဒီနေရာမှာကျွန်တော်တို့ကို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 တွေ့နေရတယ်ဆိုတော့သူချက်ချက်ကတော့အဲ့ဒီအာဂျင်တီးနားတရားလုံးဖြစ်တဲ့အတွက်ကြောင့် interval ကပေါ်မပတ်သက်မှုမရှိဘူးဆိုတဲ့ပုံစံမျိုးလာတော့ကျွန်တော်တို့မသိဘူးဆိုတော့ဖြစ်နိုင်ချေကတော့အဲ့လိုမျိုးဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီတည်တင်းလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကနီပီတော်မှာဆိုလို့ရှိရင်မြင်းကလေးလှုပ်တယ်နော်မြင်းကလေးလှုပ်တဲ့ကကြတော့အဲ့ဒီမှာမအလာရဲ့အင်္ဂလိပ်ပြစင်မှုရှိတယ်အဲ့ဒီ6အင်တန်းပေါ့နော်6အင်တန်းတွေကနေပြီးတော့အဲ့ဒီမှာ ပျက်စီးမှုတွေရှိတယ်ရှိတဲ့ခါကျတော့အဲ့ဒီမှာသူ့ရဲ့သားသမီးတွေပြီးလို့ရှိရင်တော့မြေမြင့်တွေသူတို့ရှိတယ်နော်ရှိတဲ့ခါကျတော့အဲ့ဒီကနေပြီးတော့အရေးပေါ်စစ်တပ်ရဲ့အထူးလျင်ပြင်နဲ့နေပြီးတော့ရန်ကုန်ရွှေပြောင်းနေဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကဒီတိတိမျိုးမှာချင်းပြင်းတိတိမျိုးမှာဆိုလို့ချင်းခလာရ269ကနေပြီးတော့တစ်ချက်ချစ်တူရဲ့ရေးပေါ်တူရဲ့သူတို့လက်နက်ခဲရင်တွေကိုယူဆောင်လာပြီးတော့ PDF တွေစီမံနေပြီးတော့အလင်းဝင်နေဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကညင်အောင်သုံးခွေနော်ညင်အောင်သုံးခွေကပြစ်ခတ်ရစေတဲ့တလဆိုပြီးတော့သူတို့ကျင်ရတယ်ထုံနေလကောင်းပဲမအလာလည်းကျင်ရတယ် KIO လည်းကျင်ရတယ် NUG လည်းကျင်ရတယ်ဒါပေမဲ့ဒီမှာတကယ်ချိုးဖောက်တာကမအလာနော်မအလာချိုးဖောက်တယ်ဆိုတဲ့ဟာကိုဒီနေ့ညင်အောင်သုံးခွေကနေပြီးတော့ထုတ်ပြန်လာကိုတွေ့ရတယ်ကြောက်ဖြူဖက်မှလည်းအဲ့ဒီမှာစစ်စင်ရဲတွေလုတ်တယ်မအလာကဒီညောင်ချိုးဖက်မှလည်းသူတို့ကလာပြီးတော့ပုံကျဲတယ်အတိတ်ပြရတော့နော်သူလုတ်တဲ့ ပြစ်ခရရစီရဲဟာဆိုလို့ရှိရင်နာကြီးပိုင်းလေးပဲကွာတယ်เนาะတရက်တောင်းမခံဘူးเนาะအဲ့လိုမျိုးပြက်စီသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နှုံချိုးမှာစကစကနေပြီးတော့ထိုးဆေးဆင်ပြီးတော့အဲ့ဒီမှာတိုက်ခိုက်တယ်။အင်းဒိုကနေပြီးတော့ကြောက်ကူတို့အပြီးတော့တောင်ချေတို့စသဖြင့်ဒီနေရာတွေမှာသူတို့စစ်အင်အားတွေဖြစ်တဲ့နဲ့အမတ်တကိုးသူညာနှစ်ကိုလည်းသူတို့အင်အားဖြစ်တဲ့နဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်။ထိုးဆေးလေးဆင်ပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့ဟာကိုလည်းညီနောင်သုံးဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ရှမ်ပီ အောင်ပိုင်းပေါ့အဲ့ဒါကညောင်ရွှေမှာဆိုလို့ရှိရင်ကျွန်တော်တို့နာမည်ကြီးအင်းလေးရှိတယ်နော်အင်းလေးရှိတယ်အဲ့ဒီမှာမြင်းကလေးလှုပ်တယ်လှုပ်တဲ့ခါကျတော့အဲ့ဒီမှာအယောက်100နီးပါးလောက်သေးတယ်နော်100နီးပါးသေးတယ်အဲ့ဒီမှာရွာ6ရွာကနေပြီးတော့လူထောင်ရှိတဲ့လူတွေကတောက်ရည်တွေပြက်လက်နေတယ်ရစ်ခါတွေပြက်လက်နေတယ်အမိုးအကာတွေလည်းအရေးပေါ်လိုအပ်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါသတင်းမီဒီယာတွေမှာဖော်ပြချက်အရတွေ့ရတယ်ဆိုတော့အဲ့ဒီမှာအကူအညီလိုအပ်တွေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကပြေပကအကူအညီကိုနေပြီးတော့ဒီစန့်ကျင်ဖက်ဖြစ်တဲ့ ဒီ NUG တို့ဘာလို့ပေါ့နော်မအလတ်ကိုဆန့်ကျင်ဖက်ဖြစ်တဲ့အဲ့ဒီနေရာတွေမှာဆိုလို့ရှိရင်အကိုအညီမရောက်ရဲအတွက် view ဟာကြကြဒါစီးတယ်တိုက်ခိုက်တယ်ပိတ်ပင်တယ်ဆိုပြီးမှကုလလူအခွင့်အရေးကနေပြီးတော့ဒီရုံးကနေပြီးတော့သူတို့ထုတ်ပြန်တာကိုတွေ့ရတယ်ဒါကကုလသမဂ္ဂထုတ်ပြန်တာမြန်မာပြည်ကအော်တာမဟုတ်ဘူးမြန်မာပြည်ကအော်လို့ရှိရင်တော့သူတို့အားဒါလုတ် ကျန်တဲ့တည်င်းတွေဘာတွေညာတွေအဲ့လိုမျိုးဖြစ်မယ်ဆိုတဲ့ဟာကိုသူတို့ကပြောအောင်မယ်ဆိုတော့အခုကကုလသမဂ္ဂကပြောတယ်အခုထောက်ပံ့တဲ့ဟာတွေကသူထိန်းချုပ်ထားတဲ့နေမြေတွေမှာပဲအိပ်ပြရတော့เนาะဒီထိန်းချုပ်ထားတဲ့နေမြေတွေတော့မှကျွန်တော်တို့အကုန်ရမှာမဟုတ်ဘူးအဲ့ဒီစစ်တပ်ကကောင်းစီပိုင်းတွေကအကုန်လုံး နော်ရောက်တဲ့ပစ္စည်းတွေကိုဖယ်ထားပြီးတော့နော်အကျွင်းကြံတော့ပဲသူတို့ရောက်မယ်နော်နေပြည်တော်တို့ဘာလို့လဲသူတို့တိခတ်တယ်ဆိုတော့နေပြည်တော်ကတော့အတိကဦးစားပေးပြီးတော့သူတို့ပေးလိမ့်မယ်နော်တခြားနေရာမှာတွေကြတော့အစွန်ဖျားလေတော့ရောက်မှာပေါ့နော်ဆိုတော့ကိုကုလသမဂ္ဂကအော်နေပြီနော်မြန်မာပြည်ကအော်တာမဟုတ်ဘူးငါအဒီလူအခွင့်ရနော်ရုံကနေပြီးတော့သူတို့ပြောတယ်ဒီပြည်သူလူထုတွေကဒီမအလာနဲ့အတိုက်ခံနော်အတိုက်ခံဖြစ်တဲ့အဲ့ဒီအဖွဲ့တွေကနေပြီးတော့နော်ဒီဒီပြည်စီဆွချုံမှုတွေကိုကိုကြီးထောက်ပံ့ဖို့အတွက်သွားလို့မရအောင် နော်အဲ့ဒီမှာတားဆီးနဲ့ပိတ်ပိတ်ပင်နေပြီးလို့ရှိရင်တော့အဲ့ဒီမှာတိုက်ခိုက်တယ်တိုက်ခိုက်တယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်အဲ့ဒီပြရတော့အဲ့ဒီမှာကိုကြီးသွားလို့ရှိရင်အဲ့ဒီမှာတနတ်နဲ့ပြစ်တယ်နော်ဟိုဘက်ကတရုတ်ဘက်ကလာတဲ့ချက်ချင်းနဲ့အတင်းတော်မှာသူတို့ပြစ်တယ်ဆိုတော့လေဒီဘက်ကသွားတဲ့ဟာကတော့ပြောမနေနဲ့တော့သူတို့ပြစ်မှာပဲနော်အဲ့လိုမျိုးတွေ့ရတယ်နောက်တစ်ခုကမအလာကနေပြီးတော့ဘန်ကောက်မှာသူတို့အစည်းအဝေးတက်တယ်နော်အစည်းအဝေးတက်တဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ ဒီစန့်ကျင်မှုတွေနော်ဆန္ဒပြမှုတွေလည်းအများကြီးရှိတယ်ဒီမှာပြီးလို့ရှိရင်တော့အဲ့ဒီ Shangri-La Shangri-La Hotel မှာသူတို့ကအစည်းအဝေးလုပ်တာဖြစ်တယ်နော်အဲ့ဒီ Shangri-La Hotel မှာအစည်းအဝေးလုပ်တဲ့ခါကျတော့အဲ့ဒီမှာចောင်းသားလေးတူဦးကတက်တူចောင်းသားလေးတူဦးအဲ့ဒါခိုင်းကတက်တူចောင်းသားလေးတူဦးကနေပြီးတော့အဲ့ဒီမှာဝင်ပြီးတော့ဆန္ဒပြတယ်နော်တကူတော့ဆန္ဒပြတယ်ဆန္ဒပြတဲ့ခါကျတော့သူ့ကိုနေပြီးတော့ဖမ်းချုပ်ထားတယ်ဒါပေမဲ့အခုပြန်ပြီးတော့လုပြီဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါကလူပေါင်း6000ကျော်ကိုမှတရားသဖြင့်တတ်ဖြတ်တဲ့သူစွန့်တဲ့ဒီမအလတ်ကိုဘာဖြစ်လို့ နော်ဒီမှာစီးပွဲကိုတက်ဖို့အတွက်ဖိတ်ခေါ်ရတာလေဆိုတဲ့ဟာကိုထိုင်းဝန်ကြီးချုပ်ကိုမေးခွန်းမေးတာ အမေခွန်မေးလာဆိုတော့အဲ့ဒီမှာဝင်ပြီးတော့သူမေးလာကိုကျွန်တော်တို့တွေ့ရတယ်ဆန္ဒပြတဲ့ဗီဒီယိုဖိုင်နဲ့တော်တော်ကိုပောက်သွားတယ်နော်သူ့ရဲ့ဗီဒီယိုဖိုင်ကတော်တော်ပောက်သွားတယ်တတိယမီဒီယာလော့ကမှာတော်တော်ကိုပြည့်ပြည့်စုံဖော်ပြထားတဲ့ဗီဒီယိုဖိုင်တစ်ခုဖြစ်သွားတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်လည်းအခုဒီကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးမယ်အဲ့ဒီမှာသွားပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်ဆိုတဲ့ဟာကိုလည်းပြောချင်တယ်ဆိုတော့အဲ့ဒီမှာဆန္ဒပြတယ်ဒီအနည်းအနာမှာလည်းဆန္ဒပြတယ်နော်အနည်းအနာမှာဆန္ဒပြတယ်အဲ့ဒီမှာမြန်မာပြည်ကနော်ကိုဖြိုးပိုင်ဆိုတဲ့လူတွေကဖန်ခံရတယ်နော်ဖန်ခံရတယ်ဆိုတော့သူ့ကိုနေပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့ဖို့လုပ်နေတယ်အခုမအလ ကိုပြန်ပို့ဖို့လုပ်နေတယ်ဆိုတော့အဲ့ဒီလူကတော့မသက်သာဘူးเนาะထိုင်းမှာဆန္ဒပြတယ်ထိုင်းကနေပြီးတော့ဖမ်းတယ်ဖမ်းပြီးမှအခုမြန်မာပြည်ကိုပြန်လွှဲမယ်เนาะအတိတ်ကတော့အဲ့ဒီဆန္ဒပြတဲ့လူကမြန်မာပြည်မှာအဖို့ခံရတော့မလာထူထောင်ချင်းကိုခံရတော့မယ်เนาะအသက်အန္တရာယ်တောင်မှဆိုးရရတဲ့အခြေအနေမျိုးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ထိုင်းကလည်း နော်မအလားနဲ့တော်တော်ကို blue plan လောက်တာကိုကျွန်တော်တို့တွေ့ရတယ်။ထိုင်းလောက်ရချင်းရအဓိကအကြောင်းရင်းကလည်းတရုတ်ပဲနော်တရုတ်ကချိုးကင်တယ်တရုတ်ကနေပြီးတော့ဒီလိုဆက်ဆံခိုင်းတဲ့အတွက်ကြောင့်သူရဲ့အားကိုမနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့လောက်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့တော်တော်ကိုထိုင်းကလည်းတရုတ်ရဲ့ကျိုးဆွဲမှုတွေကိုနေပြီးတော့ like ကနေရတဲ့ရုပ်သေးလုံးရုပ်သေးလုံးဖြစ်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကညအတွက်သတင်းထူးတစ်ခုဖြစ်မယ်။အဲ့ဒါကကျွန်တော်တို့ MNDAA နော် MNDAA ဆိုလို့ရှိရင်လာရှုံမြို့ကိုတင်ပိုက်ထားတယ်ဆိုတော့လာရှုံမြို့ကနေ ထွက်မယ်ထွက်မယ်ထွက်မယ်ဆိုတာကျွန်တော်တို့ပြောလာတာကျွန်တော်တို့ကြားပြီးအဲ့ဒီ last show မြို့ဖြစ်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့အလံမာလာရဲ့အလံတွေထောင်နေတာတွေ့တယ်ဆိုတော့ကျွန်တော်ဟိုးဒလန်ဒလကတိကနေကျွန်တော်ဖော်ပြဖို့တယ်နော်ဆိုတော့အဲ့ဒါစုတ်မယ်စုတ်မယ်ဆိုတာဒီ April 22ရက်နေ့အခုထွက်ပြီနော်ထွက်ပြီ တော်တော်ကိုတည်င်းတွေလည်းကျွန်တော်တင်ထားပေးတယ်အဲ့ဒီဟာလည်းကျွန်တော် channel မှာအခုကျွန်တော်တင်ထားပေးတယ်မာလာဟာဆိုလို့ရှိရင်အဲ့ဒီမှာဝင်တော့မယ်ဒါပေမဲ့စစ်တပ်ရဲ့ဒီစက္ကဆတ်ရဲ့စစ်တပ်တွေတော့မဝင်သေးဘူးဌာနဆိုင်ရာတွေနော်ဌာနဆိုင်ရာတွေတချို့လုံးဝင်လာပြီနော်ဝင်လာတော့မယ်သူတို့ပြင်ဆင်နေတယ်အဲ့ဒီမှာ MND ကလည်းအဲ့ဒီကနေဆုတ်ခွာပေးဖို့အတွက်သူတို့ပြင်ဆင်နေပြီ ဒါပေမဲ့ဒီနေရာမှာသူတို့ဆုတ်ခွာပေးဖို့ကတချို့ MND ရဲ့စစ်သားတွေကတချို့ကြံခဲ့မယ်ရဲတွေတချို့ကြံမယ်ပြီးလို့ရှိရင်တော့ဆက်ဆက်ရဲယုံကြံမယ်ပြီးလို့ရှိရင်တော့အဲ့ဒီလာချင်းမြို့မှာရှိတဲ့စစ်နှစ်ရက်ကွက်နော်စစ်နှစ်ရက်ကွက်ကိုနေပြီးတော့ဒီမအလကိုပြန်ပေးတယ်ကြံတဲ့နေရာတွေကြေးရွာတွေအဲ့ဒီနေရာတွေမှာကြာတော့ကျွန်တော်တို့ထုတေသတ်တိတ်ကိုနေပြီးတော့ပေးလိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အတိတ်ပြရတော့ဒီလာချင်းမြို့မှာဆိုလို့ရှိရင် MND ရဲ့လက်ရှိမယ်စကားစားလေးရှိမယ်အစ်ဒီပြရတော့သူတို့နှစ်ယောက်ပေါင်းပြီးတော့လှုပ်ရှားမယ်အစ်ဒီပြရတော့ဒါပဲနောက်သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့ အချို့လူလှုပ်ရှားကြတယ်အဲ့ပြဲတော့ကျွန်တော်တို့ tolerance ဖက်မှာမရှိတော့ဘူးเนาะမအလန်နဲ့အောင်းပါပြီเนาะမအလန်နဲ့ဆွေးနွေးသွားပြီမအလန်နဲ့ကျွန်တော်တို့ပလင်းတို့ပူးဆုတ်เนาะအဲ့ဒီအဖွဲ့အဖွဲ့ဖြစ်သွားပြီเนาะ MND ကဘာမှအဲ့ဒါကသူတို့ပြောတာတရုတ်ရဲ့ PR ပါ냐ဒီအနုကိုကလေးကတိထားပေးတာပဲတရုတ်ရဲ့ PR ရှိမှမရှိဘူးဆိုတာသူတို့သိနေတာပဲဘာဖြစ်လို့ဒီเนาะဒီသူတို့ထုတ်တယ်ရဲ့နော်ဒီအားကိုယူပြီးတော့နော်ဒီ PDF တွေရဲ့အားကိုယူပြီးတော့ဘာဖြစ်လို့သိမ်းတာလဲနော်အသက်ပေါ်မြောက်များစွာနော်ဒီမှာပြဆက်ပြတာဖြစ်တယ်နော်ဆိုတော့အခုကတော့ စကားစနဲ့ပေါင်းသွားပြီတေးချသွားပြီအခု21ရက်နဲ့စပြတ်သလိုဆောက်တော့မယ်ဆိုတော့ဆက်ဆံရေးရုံးလည်းရှိတယ်အဲ့ဒီမှာရေးတွေလည်းရှိတယ်စစ်သားတွေလည်းရှိတယ်အဲ့ဒီပြတော့သူတို့နှစ်ယောက်ပေါင်းပြီးတော့နော်အဲ့ဒီမှာလုပ်စားမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကြောင့်နိုင်ငံရေးဟာဆိုလို့ရှိရင်မယိုးသားဘူးဆိုတာဒါပဲနိုင်ငံရေးလုပ်တဲ့လူတိုင်းကအဲ့လိုပဲနော်ဘလောက်ပဲတည်တည်သူတို့ဘာမှကြုံမဆိုင်ဘူးနောက်ဆုံးကျတော့ပခုံးဖက်သွားကြတာပဲနော်အဲ့ဒီနိုင်ငံရေးလုပ်တဲ့လူတွေကတကယ်ကြီးကြီးကြောက်စရာအကောင်းဆုံးလူတွေထဲမှာဆိုလို့ရှိရင်နိုင်ငံရေးဗမာတွေပါတယ်ဘာဖြစ်ဆိုတော့သူတို့က ဒီမှာသွေးထိုးတယ်ဟာမင်းတို့လုံကြပါညာအဲ့တော့နောက်ဆုံးကျတော့သူတို့ကျတော့ပခုံးဖက်ရမ်းပြီးတော့ပခုံးဖက်သွားတယ်အဲ့လိုမျိုးကျွန်တော်တို့88တုံပါတို့ကလည်းဒီလိုပါပဲเนาะလူတွေသေးတာမှအနည်းတော့မဟုတ်ဘူးเนาะလူတွေသေးတာဒါပေမဲ့နောက်ဆုံးကျတော့ LD ပါတီကနေပြီးတော့ပခုံးဖက်သွားတာပဲမလား ဆိုတော့အဲ့ဒါကိုပဲခြေလိုက်တော့ဒီလိုအသက်ပေါများစွာတော့ကျွန်တော်တို့ရင်းနေပြီးတော့နောက်ဆုံးချက်တော့ပခုံးဖက်တာပဲเนาะအခု MND လည်းဒီလိုပဲเนาะ MND လည်းဒီလိုပဲကျွန်တော်တို့စက္ကဆန်နဲ့ပခုံးဖက်သွားပြီးဒေးတဲ့လူကတော့ဒေးတော့ပြန်လို့မရတော့ဘူးเนาะဆိုတော့နောက်နိုင်ငံရေးမှာဆိုလို့ရှိရင်တော့နိုင်ငံလုံးတဲ့လူတိုင်းလူတိုင်းပဲတော့မမယုံသားဘူးသူတို့ကเนาะသူတို့ကသူတို့အချိုးတစ်ခုပဲသူတို့ကြည့်မယ်ခင်းသွားမယ်ဒါပဲเนาะလူတွေဒေးတာပျောက်တာတွေကတော့ဒေးတာပျောက်တာပဲမခံမရတဲ့လူတွေမသိနာမလဲတဲ့လူကတော့ဒေးတာပေါ့เนาะဒေးတာပေါ့ဒါပေမဲ့နောက်ဆုံးချက်တော့လည်းသူတို့က မိတ်ဆွေတွေဖြစ်ကြတယ်ဆိုတဲ့ဟာကိုတော့ဒါသင်ခန်းစာတွေအများကြီးအများကြီးရှိတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရခိုင်ပြည်နယ်မုံတော်မှာဆိုလို့ရှိရင်တော့ဒီဖောက်ခွင်းမှုတွေအများကြီးရှိတယ်ဘာမို့လဲဆိုတော့စက်ကူမက်ကူကာလာမှာ နေကောင်းဆောင်မရှိတဲ့အခါကျတော့အဲ့ဒီမှာလူတွေကဆိုလို့ရှိရင်အိမ်မှာမရှိဘူးเนาะထွက်ပြေးကြတဲ့စသည်ဖြင့်ဒီနေရာတွေမှာသခိုးတွေကတော်တော်ကိုပြောတာเนาะအဲ့ဒီမှာခိုးဆိုးလူနိုင်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ AA ကနေပြီးတော့ဖန်ဆီးတဲ့အရောက်ပေါင်းတရာကျော်ထိတော်မှာဖန်ဆီးထားနိုင်ပြီဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်သူတို့ကလည်းပြပြထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မန္တလေးเนาะမန္တလေးအုပ်ကိုတော်မှာဆိုလို့ရှိရင်တော့မြင်ကလေးလှုပ်တဲ့အတွက်ကြောင့်အဲ့ဒီမှာဒီထောင်မှာဆိုလို့ရှိရင် ဟိုအကွဲတာတို့ဘာလို့အဲ့ဒီမှာခိုက်တန်ရရရှိတဲ့တို့လို့အယောက်ပေါင်း40နော်40တန်ရရရှိတာရှိတယ်။နောက်အဲ့ဒီမှာကိုဦးဆိုတဲ့လူကတော့တော်တော်စိုးရင်စရာရှိတယ်။ဒါပေမဲ့အဲ့ဒီလူတွေဟာဆိုလို့ရှိရင်တန်ရရတဲ့လူတွေကစိတ်ကူးသခွင့်မရဘူးဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။အလားကမန္တလေးအုပ်ဘုထောင်မှာဖြစ်ဖြစ်တဲ့ဖြစ်ဖြစ်တစ်ခုဖြစ်တဲ့ထောင်သားတွေပေါ့နော်။ထောင်သားတွေအဲ့ဒီမှာစိတ်ကူးသခွင့်မရဘူးတန်ရရရှိတဲ့လူတွေအယောက်ပေါင်း40ရှိတယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်ဆိုတော့ဒီနေ့ April 4ရက်နေ့မှာတတိမီဒီယာထဲမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲ။ဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ सब्सक्राइब करने के खाना करने पे चार बैठना भी